ကိုချင်းတိတ်ခါတရားနဲ့ခင်းနောက်ပြန်ဆွဲခြင်းအောက်ကအာဖဂန်သားတို့ရဲ့ကံကြမ္မာပြီးခဲ့တဲ့တနင်္လာနေ့29ရက်နေ့ကစတင်ပြီးအာဖဂန်နစ္စတန်နိုင်ငံမှာပြည်လုံးကျဖုန်းလိုင်းနဲ့အင်တာနက်လိုင်းဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါတယ်။တာလီဘန်ဆိုရရဲ့အဆိုပါလောက်ရဟာအ ਨੇ ဆုံးရက်ပေါင်း30ခန့်မှပြန်လည်ခွင့်ပြုခြင်းရှိသည့်အထိကြာမြင့်မီဖြစ်ကြောင်းလည်းသိရပါတယ်။ဒါဟာပြည်တွင်းရှိကိုချင်းတိတ်ခါရုံရွှဲမှုကိုတားဆီးရန်ဖြစ်တယ်လို့တာလီဘန်ဆိုရကဆိုထားပါတယ်။၎င်းတို့၏အကြောင်းပြချက်မှာ ်ပြည်တွင်း၌ညဉ့်ဉန်းသည့်အကြောင်းအရာများပြန့်နှံ့ပြီးကိုကျင့်သိက္ခာများယူရင်းလာကြမည်ကိုကျူးတင်ကားကွယ်ခြင်းဟုသက်ဆင့်ဆိုထားပါသည်။သို့ပါအကြောင်းပြချက်တို့အပြင်ပြည်တွင်းရှိချမ်းဖတ်မှုများခွဲခြားဖိနှိပ်မှုများပြည်ပလိုရောက်ရှိပြီးနိုင်ငံတကာအတိုင်းအဝိုင်းမှပြစ်ပယ်မယ်ကိုမလိုလားတော့ကြောင့်ဖြစ်သည်ဟုဒဲမီဒီယာအချို့မှကောက်ချက်ချထားပါသည်။တာလီဘန်ဆိုရရဲ့ကိုကျင့်သိက္ခာကောင်းစီရဲ့အတွက်ဖုန်းအင်တာနက်လိုင်းဖြတ်တောက်မှုမှာလက်တွေ့တွင်မူ လူမှုဘဝနေထိုင်မှုများကိုအလုံးစုံမိပါရပ်တန့်လိုက်စေခြင်းဖြစ်တယ်လို့လည်းဆိုကြပါဗျ။စီးပွားရေးဈေးကွက်လက်ပတ်မှုများဟာဖုန်းနဲ့ကွန်ရက်ချိတ်ဆက်မှုများအပေါ်အားထားနေရတဲ့နည်းအညီဆက်သွယ်မှုများဖြတ်တောက်လိုက်ခြင်းကြောင့်လူမှုအတိုင်းဝိုင်းတော်တော်များများမှာစီးပွားရေးများရပ်တန့်ကအလုပ်ခွင့်နေရတွင်ထူးဆန်းစွာအိမ်တွင်းအောင်လုပ်နာနေရသည်ဟုလည်းဒေါန်တင်းစာမှာဖော်ပြထားပါဗျ။ဒါတင်မကတည်းပဲဖုန်းဆက်သွယ်ရေးလူမှုဘဝမှာခနောက်ပြန်ဆွဲရေဒီယိုနဲ့ ဂျိုတုတုံးလူမှုဘဝတို့ပြန်လည်ရောက်ရှိသွားကြောင်းလည်းသိရပါတယ်။တာလီဘန်ဆိုရရဲ့ယခုကဲ့သို့ပိတ်ဆို့မှုဟာကျောင်းပညာတင်ကြားခွင့်ပိတ်ပင်ခံလာရတဲ့အာဖဂန်အမျိုးသမီးတို့အတွက်တော့တပူပေါ်နှစ်ပူဆင့်ဆိုလိုဖြစ်နေပါပြီ။တာလီဘန်ဆိုရတက်လာတဲ့2021နောက်ပိုင်းပညာတင်ကြားခွင့်ပိတ်ပင်ခံလာရတဲ့မျိုးသမီးထုအများစုဟာအွန်လိုင်းပေါ်မှာတဆင့်ကျောင်းပညာရများကိုပြောင်းလဲစီးပူးလေ့လာနေရပါတယ်။ပြင်ပသင်ကြားခွင့်မရှိသည့်အပြင် အင်တာနက်နှင့်ဖုန်းလိုင်းများဖျက်တောက်ခံလာရသည့်အတွက်အာဖဂန်ပြည်တွင်းရှိမျိုးသမီးများ၏အနာဂတ်မှာစင်ကဲဖိနှိပ်ခံလာရပါပြီ။ကိုချင်းတိတ်ခါခေါင်းစဉ်အောက်ဝယ်လူမှုဘဝများစွာကပ်ပေးဆိုင်မဲ့တန်းတိုးလာမဲ့ဖိနှိပ်မှုများပညာရေးချုပ်ချယ်မှုများကြားမဖြစ်သည့်မှုနှင့်လိန်ခံယူမှုအပေါ်ခွဲခြားဆက်ဆံမှုများပုံမို့တိုးမြင့်လာမဲ့အာဖဂန်ပြည်သူများ၏အနာဂတ်ဟာနောက်ပြန်ဆွဲအနာဂတ်တစ်ခုဖြစ်နေပြီဆိုပါလင်။၂၁ရာစုခေါင်းဆောင်များရဲ့ပဏိပခနဲ့ နောက်ပြန်ဆွဲမှုများနဲ့မှတ်တမ်းတင်ရမယ့်အဖြစ်အပျက်တစ်ခုကိုမျက်ဝါးထင်ထင်မြင်ရအောင်ဖြစ်ပါတယ်။